ုံတုံးစေခန်းကြီးမှာပဲအသုံးပြုလို့ရတဲ့ဆရာဝန်ညွှန်ကြားချက်မပိုင်ရက်ခွင့်မရှိတဲ့3.8နာနိုမီတာ wavelength design မှာအကြောင်းကိုကျွန်မအဓိကထားပြီးရှင်းပါမယ်။အားလုံးပဲမင်္ဂလာပါဒေါက်တာဆုမဒီနေ့ကျမက my knowledge sharing video တစ်ခုအနေနဲ့ခြေစဉ်သမီးကိုကိုးတာမှာ popular ဖြစ်နေတဲ့ insignment design အကြောင်းကိုဒီနေ့ကျမအပိုင်းလေးတွေခွဲပြီးတော့တူတူချာချာဒီသေးလေးပြပြကြမှာ ဲ့တော့ပထမဆုံးအနေနဲ့ what is excimer laser excimer laser ဆိုတာဘာလဲဆိုတဲ့အကြောင်းလေးကိုအရင်အဆုံးရှင်းပြကြပါမယ်။ တော့ဆိုင်းမလေးစာဆိုတာဒါကျမတို့ UVB therapy ပေါ့နော်အဲနေအောင်ကြီးကနေရရှိတဲ့ ultraviolet UVB ပေါ့ B ဆိုတာ band ကိုဆိုလိုတယ်ပေါ့နော်ဆိုတော့ဒီ UVB therapy ဆိုတဲ့ဒီ wavelength လေးကိုတေချာ sensitize လုပ်ပြီးတော့ microwave lamp အနေနဲ့အဲကျမတို့ရဲ့ခန္ဓာကိုယ်မှာရှိနေတဲ့ hypopigmented patches တွေလွန့်သွားတဲ့အရောင်စဲတွေကို အကောင်းဆုံးပြန်ခေါ်ပြေးနိုင်ဖို့အတွက်တေချာ focus ထားပြီး localize လုပ်ထားတဲ့လေဆာမျိုးစားမျိုးကို enzyme laser လို့ခေါ်ပါတယ်ဒီတော့ enzyme laser တွေကဒါကျမပြောမယ့် အဲတရပီကတော့ UVC တရပီဖြစ်တဲ့အတွက် wavelength အမျိုးအစားအမြင်တွေက250ရာနေ350နာနိုမီတာ wavelength အမျိုးအစားတွေပါတယ်ပေါ့နော်။ဒါပေမဲ့ဒီမှာကျမဒီနေ့မှာ topic တစ်ခုအနေနဲ့ focus ထားပြီးပြောချင်တာကကျမရဲ့ clinical practice အရာအသုံးပြုနေတယ်ဒီ308နာနိုမီတာပေါ့နော်။ဒီကောင်တွေကတော့ clinical use ဖြစ်တဲ့ဆေးရုံတုံးဆေးခန်းတွေမှာပဲအသုံးပြုလို့ရတဲ့ဆရာဝန်ညွှန်ကြားချက်မပိုင်ရက်ခွင့်မရှိတဲ့308နာနိုမီတာ wavelength အစိုင်းမအကြောင်းကိုကျမအဓိကထားပြီးရှင်းပါမယ်။ ဒီတော့ excimer ဆိုတဲ့ UVB therapy တွေကကျမတို့ကဒီနေရောင်ခြည်ကနေရရှိတဲ့ UVB wavelength ကိုဒါပေါ့ကျမတို့ laser therapy machine ထဲမှာတိကျ focus ထားပြီးတော့ထည့်ထားပြီးတော့ကျမတို့ခန္ဓာကိုယ်မှာရှိတဲ့ဒီ hypopigmented patches ဆိုခေါ်တဲ့အဖြူကွက်တွေကိုတိကျ focus ထားပြီးဖြစ်ပြီးရ laser မျိုးကိုဆိုလိုတာပါအဲ့တော့ကျမဒီနေ့ရှင်းပြသွားမယ် excimer laser အကြောင်းကြီးကတော့အခုပထမဆုံးတပ်ပိအနေနဲ့ excimer laser ဆိုတာဘာလဲဆိုတာရှင်းပြပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ဒုတိယအပိုင်းအနေနဲ့ကတော့ excimer laser ကပြည့်တဲ့အခါမှာ မှာ safe ဖြစ်ရလားသူ့ရဲ့အကောင်းကျိုးတွေကဘာတွေလဲဆိုးကျိုးတွေကဟောဘာတွေလဲဘယ်လိုလီလူတွေမှာပြစ်လို့ရလဲပြီးရင်ဘဏ္ဍာကျင်ပြစ်ဖို့လိုတယ်နဲ့အိမ်ဆိုင်မှလေစာဟာဖြုတ်သွင်းတဲ့မြင်ကြည့်ကိုပျောက်စေရတဲ့တစ်ခုသေးတော့မျှော်လင့်ကြလားဆိုတာလို့ session မှာဖြစ်ပါတယ်